တင်ရပါစီမင်္ဂလာပါရှင် KN TV ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ပြည်တွင်းပြည်ပမှာရောက်ရှိနေကြတဲ့မြန်မာပြည်သူပြည်သားများအလုံးလက်ရှိရင်ဆိုင်နေရတဲ့တဘာဝပေးစစ်ဘေးအန္တရာယ်မျိုးမျိုးကနေအမြန်ဆုံးကင်းလွတ်နိုင်ကြပါစေလို့ဦးစွာဆုတောင်းပေးပါရစေရှင်ကျွန်မကတော့ Julian တို့ပါဒီကနေ့ April 22ရက်နေ့ KN TV ကနေဖော်ပြသစ်ဆက်ပေးခြင်းတဲ့တင်းတွေရတော့ဒီမိုးဆုံနောက်ဖက်ချန်တနေရာမှာ18ကြိမ်မြောက် လိုပူဆွေမျိုးစုပွဲနဲ့အကျင့်ပါတယ်ဆိုတဲ့တည်င်းဖြစ်ပါတယ်။ဒီတည်င်းကို Federal FM ကနေ April 22ရက်နေ့ကထုတ်ပြန်ထားတဲ့တည်င်းမှာတော့ Greeny P Demoso မျိုးအနောက်ဖက်ခြမ်းတနေရာမှာ18ကြိမ်မြောက်လိုပူဆွေမျိုးစုပွဲနေ့ကို April 22ရက်နေ့မှာကျင်းပခဲ့ကြပါတယ်။အဆိုပါအခမ်းအနားမှာတော့ဖိတ်ကြားထားတဲ့လိုပူဆွေမျိုးစုနေထိုင်ရာခြေရွာပေါင်း7300ရဲကလူဦးရေစုစုပေါင်း900ဝန်းကျင်တက်ရောက်ခဲ့ကြတာဖြစ်ပြီးတော့ ပြီးခဲ့တဲ့ April 16ရက်နေ့ကနေ23ရက်နေ့အထိလူငယ်နီးနော ဖလှယ်ပွဲနဲ့အတူလိုပူဆွေမျိုးစုနေ့ကိုကျင်းပခဲ့ကြပါတယ်။ဒါ့အပြင်အခမ်းအနားအတွင်းလိုပူဆွေမျိုးစုဖွဲ့စည်းပုံကိုရှင်းပြခြင်းအကစားပြိုင်ပွဲဖျော်ဖြေရေးအစီအစဉ်တွေအကပြိုင်ပွဲတွေနဲ့လိုပူဆွေမျိုးစုတဲက2019-2020ပညာသင်နှစ်အတွင်းမှာတက္ကသိုလ်ဝင်တန်းဆောင်ပွဲပွဲအောင်မြင်ဖြစ်ဆိုခဲ့ကြတဲ့ကျောင်းသူကျောင်းသားတွေကိုဂုဏ်ပြုဆုချီးမြှင့်ခြင်းတွေလည်းပြုလုပ်ခဲ့ကြပါတယ်။ ီးခဲ့တဲ့အာဏာမသိမ်းခင်ကာလတွေမှာလူပူဆွေမျိုးစုပွဲနေကိုလူပူလူမျိုးစုတွေနေထိုင်တဲ့ကျေးရွာတွေမှာအလဲကျနဲ့စီစီကားကားချစ်မလာခဲ့ကြတာဖြစ်ပြီးကိုဗစ်ရောဂါကာလနဲ့အာဏာသိမ်းပြီး၄နှစ်သာကာလတွေအတွင်းမှာအချင်းချုပ်ကျင်းပခဲ့ကယခုနှစ်မှာတော့စီကားစွာနဲ့ပြန်လည်ကျင်းပခဲ့ကြတယ်လို့သိရပါဗျ။နောက်ထပ်တတိယပုတ်အနေနဲ့ကတော့ဖဲခုံတွေစစ်ကောင်စီတပ်လက်နက်ကြီးဖြစ်ခဲ့၍ကလေးငယ်များအပါအဝင်ဆစ်ဆောင်ခုနှစ်ဦးဒဏ်ရာရရှိဆိုတဲ့တဲ့တင်ဖြစ်ပါတယ်။ ီတဲ့င်းကို People Spring ကနေ April 23ရက်နေ့မှာထုတ်ပြန်ထားတာကတော့ရှမ်းပြည်နယ်တောင်ပိုင်းဖဲခုံမြို့နယ်စစ်ကောင်စီကတိုက်ပွဲ မရှိဘဲလက်နက်ကြီးဖြင့်ပစ်ခတ်မှုတွေကြောင့်ရှစ်နှစ်အောက်ကလေးငယ်အပါအဝင်ဆစ်ဆောင်ပြည်သူ9ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းရှမ်းတောင်စစ်တေရခွဲ PDF အမတ်တစ် viewer ကထုတ်ပြန်ပါတယ်ဧပြီလ23ရက်နေ့လေတနိုင်ခွဲခန့်ကဖေခုံမြို့အမတ်ခွန်စစ်စီရေးကုတ်ကဲမှုဌာနချုပ်စကခခွန်မှဖေခုံမြို့နယ်ရှိ ခေါင်းဤကြေးရွာတက်အားလက်နက်ကြီးဖြင့်ဆယ်ကြိမ်တက်မနေရန်တမ်းပစ်ခတ်ခဲ့တယ်လို့သိရပါဗျ။ထို့သောပစ်ခတ်မှုတွေကြောင့်မလို့စစ်ဘေးရှောင်ခုနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတဦးမှာဒဏ်ရာပြင်းထန်က ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေကိုဖယ်ခုံကျမ်းမာရေးကယ်ဆယ်ရေးအဖွဲ့မှကုသပေးနေကြောင်းအသိပေးပါဗျ။ဒဏ်ရာပြင်းထန်စွာရရှိတဲ့အသက်40ဝန်းကျင်အမျိုးသမီးကိုဆေးရုံသို့ပို့ပေးခဲ့ပြီးတော့ထိခိုက်ဒဏ်ရာရရှိသူတွေအနက်မှာ၈နှစ်အောက်ကလေးလေး၃ဦးပါဝင်တယ်လို့ဖော်ပြထားပါတယ် အရက်သားတွေကိုတက်ဖြတ်နေတဲ့စစ်ကောင်စီတက်ကြောင်ပြည်သူတွေအနေနဲ့တတိဝရိယာနဲ့တွာလာနေထိုင်ကြဖို့လဲတိုက်တွန်းထားပါတယ်။နောက်ထပ်တတိယတပုတ်အနေနဲ့ကတော့ပေါ်ရဟမင်းကြီး Francis ကအသက်တော်88နှစ်အရွယ်မှာပြည်လွန်တော်မူပြီဆိုတဲ့တတိယဖြစ်ပါတယ်။ကက်သလစ်သာသနာတော်ရဲ့266ရောက်မြောက်ပေါ်ရဟမင်းကြီး Francis ကဧပြီလ21ရက် နနက်9:35မိနစ်မှာ Vatican နန်းတော်မှာရှိတဲ့ Casa Santa Maria မှာကွယ်လွန်သွားခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာအသက်တော်88နှစ်ရှိပြီဖြစ်တဲ့ပုံရဟန်းမင်းကြီးဟာဆိုရင်ရခင်လာတွေကပဲကျမ်းမကြီးအခြေအနေဆိုးရွားနေခဲ့တာဖြစ်ပြီးတော့ဆရာဝန်တွေဖြစ်စေကုသမှုခံယူနေရသူလည်းဖြစ်ပါတယ်။ပုံရဟန်းမင်းကြီး Francis က1936ခုနှစ်ဧပြီလ18ရက်နေ့မှာအာဂျင်တီးနားနိုင်ငံမြို့တော် Buenos Aires မြို့၌ George Mario Bergoglio အမည်ဖြင့်ဖွားမြင်ခဲ့ပါတယ်။2013ခုနှစ်မတ်လ13ရက်နေ့မှာတော့ ပုပ်ဗန်နဒတ်နောက်ပိုင်းဗာတီကန်ရဲ့ပုပ်ယဟန်မင်းကြီးအဖြစ်ရွေးကောက်တင်မြှောက်ခံခဲ့ရတာဖြစ်ပါတယ်။ပုပ်ယဟန်မင်းကြီးကဆင်းရဲသားတွေ၊ကလေးသူငယ်တွေ၊ဒုက္ခသည်တွေနဲ့လူနည်းစုတွေအပေါ်မှာစိတ်ဝင်စားမှုပြသခဲ့ပြီးတော့ယာတုအာနာရှိရဲ့လူတွေရဲ့ချုပ်ကင်မှုတွေနဲ့ဆုံးဖြတ်ချက်တွေအပေါ်ကိုရှုတ်ချပြောဆိုမှုတွေချိန်ပေါင်းများစွာပြုလုပ်ခဲ့ပါတယ်။မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့လေမြန်မာပြည်သူတွေခံစားနေရတဲ့ပင်ပန်းဆင်းရဲမှုတွေ စစ်အုပ်စုရဲ့မတရားအကျဉ်းချမှုတွေနဲ့ဖိနှိပ်အကြမ်းဖက်မှုတွေအပေါ်မှာအကြိမ်ကြိမ်ဝေဖန်ထုတ်ပြန်မှုတွေပြုလုပ်ခဲ့ပြီးတော့ငြိမ်းချမ်းရေးနဲ့လူအခွင့်အရေးအတွက်တက်ကြွစွာတောင်းဆိုခဲ့ပါတယ်။အာဏာသိမ်းစစ်အစိုးရကဖမ်းဆီးထားတဲ့ဒေါ်ဆတ်စုကြည်ကိုပြန်လွတ်ပေးရန်အတွက်ပုံဟမ်းမင်းကြီးကကြေညာချက်ထောက်တောင်းဆိုခဲ့ပြီးတော့လူကုံတိတ်ခံတဲ့ဒီမိုကရေစီစနစ်ကိုမြတ်သားစွာလေးစားရန်လိုအပ်သည်ဟုတောင်းဆိုခဲ့ပါသေးတယ်။ဒါ့အပြင်2024ခုနှစ်နိုဝင်ဘာလမှာ မြန်မာပြည်သူတွေအပေါ်လက်ရှိအကြမ်းဖက်မှုတွေကိုရပ်တန့်ဖို့နဲ့အားလုံးပါဝင်ဆွေးနွေးကငြိမ်းချမ်းရေးလမ်းစဉ်တစ်ခုဖန်တီးဖို့ရန်လဲတောင်းဆိုခဲ့ပါတယ်။2025ခုနှစ်မတ်လ28ရက်နေ့မှာမြန်မာနဲ့ထိုင်းနိုင်ငံတွေမှာဖြစ်ပွားခဲ့တဲ့ငလင်ကြီးကြောင့်လူအများသေဆုံးခြင်းနဲ့ပျက်စီးမှုတွေအတွက်ပုပ်ဖရန်စစ်ကဝန်내ကြောင့်ထုတ်ပြန်ခဲ့ပြီးတော့ဒုက္ခရောက်သူတွေအတွက်ဗာတီကန်မှငွေကြေးထောက်ပံ့မှုတွေပေးအပ်ခဲ့ပါတယ်။မြန်မာနိုင်ငံသို့ပထမဆုံးနဲ့သမိုင်းဝင်ခရီးစဉ်ဖြစ် ပုတ်ရဟမင်းကြီး Francis က2019ခုနှစ်နိုဝင်ဘာလကရောက်ရှိခဲ့ကြပြီးတော့နိုင်ငံတော်အတိုင်ပင်ခံဒေါက်တာဆက်စုကြည်နဲ့လည်းတွေ့ဆုံခဲ့ပါတယ်ရှင်။ဘန်ကောက်ရှိအစိုးရစည်ရင်းစစ်ရုံပြိုကျမှုမှာတေဆုံးသူ48ဦးရှိလာပြီးတော့စည်ရင်းစစ်အဆောက်အအုံဆောက်လုပ်မှုမှာပူးသွဲပါဝင်သူကိုဖမ်းဆီးထားတယ်ဆိုတဲ့တင်ဖြစ်ပါတယ်။ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာငလင်ကြောင့်အထက်မြင့်ဆိုးရွားအဆောက်အအုံပြိုကျခဲ့တဲ့ဖြစ်စဉ်မှာယမန်နေ့ဧပြီလ20ရက်နေ့ကရုတ်အလောင်း၄ဦးထပ်မံတွေ့ရှိခဲ့ပြီးတော့သေဆုံးသူ49ဦးထိရှိလာပြီလို့သိရပါတယ်။အဆောက်အအုံပြိုကျမှုဖြစ်စဉ်ကြောင့်အလုံသမားတွေအပါအဝင်103ဦးထိထိခိုက်ခဲ့ပြီးတော့၎င်းတို့အနက်မှ49ဦးသေဆုံးက9ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့49ဦးမှပျောက်ဆုံးနေစေဖြစ်တယ်လို့ထိုင်းသတင်းမီဒီယာတွေထံမှသိရပါတယ်။ ပျောက်ဆုံးနေတဲ့လူတွေကိုဆက်လက်ရှာဖွေနေပြီးတော့ဧပြီလ20ရက်နေ့ကရှာဖွေတွေ့ရှိခဲ့တဲ့ရုပ်အလောင်း၄ခုမှာအဆောက်အအုံရဲ့16လွာမှာဖြစ်ပြီးတော့နှစ်ခုမှာဆောက်လုပ်ရေးကုမ္ပဏီမှာတင်ပြခဲ့တဲ့ပျောက်ဆုံးနေသူများနဲ့အကိုက်ညီမှုရှိကြောင်းပြောကြားခဲ့ပါတယ်။ဒါ့အပြင်တက်ဆိုင်ရာစုံစမ်းစစ်ဆေးမှုတွေအဖြစ်အထူးစုံစမ်းစစ်ဆေးရေးဌာနတွေရဲမှုခင်းတိတ်ပန့်ယုံ အများပြည်သူဆိုင်ရာလုပ်ငန်းတွေနဲ့မြို့ပြရေးရာဌာနတို့မှာအရာရှိတွေကပြိုကျတဲ့နေရာစီကိုတွားရောက်ပြီးတော့တက်တဲ့အထောက်ထားတွေနဲ့ဆက်လက်စုဆောင်နေကြောင်းလည်းသိရပါတယ်။ထိုင်းအစိုးရရဲ့အထူးစုံစမ်းစစ်ဆေးရေးဌာန DSI ကလည်းအဆိုပါစီးရင်စစ်အဆောက်အအုံဆောက်လုပ်မှုမှာပူးတွဲပါဝင်ခဲ့တဲ့ China Railway Number 10 Company ရဲ့ဒါရိုက်တာကိုဖမ်းဆီးထားကြောင်းသိရပါတယ်။ဒီကနေ့တည်တင်းသင်ဆက်မှုတွေကတော့ဒီလောက်ပါပဲရှင်။ ယနေ့ချိန်ထိ KNTV ကိုအားပေးနားဆင်လာကြတဲ့ပရိသတ်တဦးတယောက်ချင်းစီကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။လက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့တဘာဝဘေးအန္တရာယ်စစ်ဘေးအန္တရာယ်အမျိုးမျိုးကနေမြန်မာပြည်သူတွေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေလို့ထပ်မံဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။ကျမကတော့ Julian တို့ပါ။